ယ်ကငငယ်ကမမဥတီရဲ့ဥတီရဲ့ရှဲရင်ကြီးတွေဘက်တော့မမငငယ်တော့ရောက်ကရှာလေးလို့နေတာပေါ့။ဇမင်ကအမြဲတမ်းတူတူလေးပဲ။ဟာဘာဖြစ်လို့လဲဆိုတော့သူ့ရှဲရင်ကြီးတွေကိုဝေးရမယ်တူတူငါယောက်ျားလေးလို့ဟိုနေလိုက်တာဟိုအဆင်ပြေတယ်ပေါ့ဆိုပြီးတော့ကိုကအဲ့လိုရှဲရင်ကြီးတွေပါတယ်ပဲဝတ်လိုက်တာပေါ့။ရှဲရင်ကြီးဝတ်တော့အမြဲတမ်းယောက်ျားလေးလို့ပေါ့အဲ့လိုမိုက်မိုက်မိုက်တီမိုက်ကန်လေးပေါ့အဲ့အဲ့လိုမျိုးလေးနေလိုက်တာပေါ့နော်။ရှောက်ခဲမှုတောင်းမလဲ not young ီကျောင်းမှာဆိုလို့ရှိရင်လည်းတော့ဟိုလိုမျိုးလေးတွန်ပွိုင်းလေးတွေများတယ်လေနော်ယောက်ျားယောက်ျားလေးပုံစံမျိုးလေးများတော့ကိုနေကလုံးဝအကိုက်ပေါ့ရေးပေးခဲ့ဘူးလေခြေစားစာတွေလည်းရေးပေးခဲ့ဘူးလေဆောင်းနေတဲ့အမှုမျိုးတော့ပါတိုင်းငယ်ရေးပေးလည်းရေးလေးလည်းလှရပေါ့စာလေးတွေကလည်းနည်းနည်းပေါ့အဲ့လိုမျိုးလေးပေါ့အဲ့ဒါကလည်းဝါသနာပါတာကိုကိုရီးယားငယ်ငယ်တုန်းကအချက်ဝတ္ထုတွေကလည်းအရန်ဖတ်တာပေါ့ Ali International Company ပေါ့နော်သူတို့ company ကနေပြီးတော့တင်သွင်းတဲ့ Olive brand ပေါ့ Olive က product လောလောဆယ်နှမျိုးထွက်ထားတယ် shampoo နဲ့ hair mask ပေါ့နော် Olive ကနေပြီးတော့နောက်ထပ် body series တွေလည်းထပ်ပြီးတော့ထွက်လာဖို့ရှိသေးတယ်ပေါ့နော်အခုလောလောဆယ်နှစ်ခုပဲထွက်ထားသေးတဲ့အတွက်ကြောင့်မလို့ကျွန်မတို့ဒီနှမျိုးပဲဟိုအသုံးပြုသေးတယ်ပေါ့နော်ဟိုကိုသုံးကြည့်တဲ့အချိန်မှာဒီ olive shampoo ရော hair mask ရောအရန်ကောင်းတယ်ပေါ့ကိုကိုယ်တိုင်လည်းတကယ်နှစ် သက်သဘောကျတဲ့ခါကျတော့လေဟိုတကယ်ကြကြလေးလည်းရှိပြီပေါ့နော်ကိုဒီဟာလေးကိုသုံးဆွဲလာတာကြကြလေးလည်းရှိပြီခုကိုယ်တိုင်လည်းတကယ်ကြိုက်တဲ့အတွက်ကြောင့်မလို့ Olic ကနေပြီးတော့အမကို brand ambassador ခန့်ပေးမယ်ခန့်ဖို့ပေါ့နော်သူတို့ဘလို့ကန့်လှမ်းလာတဲ့အခါမှာအမကဝမ်ပန်တတာနဲ့လက်ခံပြသွားတာပေါ့နော် ဟိုအရန်အရန်ဖြစ်ချင်တာတခုတော့ရှိတာပေါ့နော်အဲ့ဒါတော့ကိုလည်းအချိန်မပေးနိုင်လို့ဟိုမလုမလုဖြစ်တာပေါ့နော်အဲ့ဒါငွေတရားအဲ့ဟွာပေါ့အမှုပညာနဲ့ပတ်သက်ရင်ပကြီဆွဲတာဝါသနာပါတယ်နောက်တစ်ခုကကျတော့ရုပ်ရှင်ရိုက်တာဝါသနာပါတယ်အဲ့ဒါကတော့လေဟိုကိုကတော့ရုပ်ရှင်ရိုက်ဖြစ်မယ်လို့တော့အခုချိန်ထိတော့ကိုကိုကိုမထင်သေးဘူးပေါ့နော်။ဘာလို့လဲဆိုတော့တခြားအလုပ်တွေနဲ့ပဲလေဟိုမအားလန့်ဘူးပေါ့နော်။အချိန်ပိုမထွက်ဘူးပေါ့နော်။ ိုညီမလေးမေးလို့ငယ်တယ်ငယ်တော့အဲဒီအမှတ်တရလေးတခုပြောပြရရင်မမတို့ကကြတော့ငငယ်ကလေးကဟိုဘယ်လိုပြောရမလဲဖေဖေတို့ကဝန်ထမ်းဆိုတော့မမတို့ကနေတွေအများကြီးလှည့်ပြီးတော့တွားရတာပေါ့နော်အဲ့တော့ဟိုကပေါ့မကောင်းတဲ့အချက်ကပါလဲဆိုတော့ငယ်တငယ်ချင်းကိုဆွဆွမြဲမြဲမရအောင်ပေါ့နော်နေရတနေရမှာမမတို့ကမနှစ်ပဲနေရတာပေါ့အဲဒီတနေရမှာနှစ်နေလို့ဟိုငါးနှစ်ပြည့်ရောက်တနေရကိုပြောင်းတော့တော့ခင်မမှုတွေဟိုအနေထိုင်ပြီဆိုရင်အစ်စ်တွေနဲ့ထပ်တွေ့ရတာပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်ရတာပေါ့ဖြစ်တော့ ဟိုဘယ်လိုပြောမလဲငယ်ငယ်ကငယ်ငယ်ကမမဥတီရဲ့ဥတီရဲ့ရှဲင်းကြီးတွေဘက်တော့မမငယ်တော့ရောက်ကရှာလေးလို့နေတာပေါ့ဇမင်ကအများနဲ့တူတူလေးပဲဟာဘာဖြစ်လို့လဲဆိုတော့သူ့ရှဲင်းကြီးတွေကိုဝေးရမယ်တူတူငါယောက်ျားလေးလို့ဟိုနေလိုက်တာဟိုအဆင်ပြေတယ်ပေါ့ဆိုပြီးတော့ကိုကအဲ့လိုရှဲင်းကြီးတွေပါတယ်ပဲဝတ်လိုက်တာပေါ့ရှဲင်းကြီးဝတ်တော့အများနဲ့ယောက်ျားလေးလို့ပေါ့အဲ့လိုမိုက်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 တီမိုက်ကန်လေးပေါ့အဲ့အဲ့လိုမျိုးလေးနေလိုက်တာပေါ့နော်နေလိုက်တော့ဘလို့ဖြစ်လဲဆိုတော့ရှစ်တန်းလဲအောင်ရောမွားက ရန်ကုန်ကိုကြောင်းလာတတ်တယ်ပေါ့နော်ရန်ကုန်ကိုကြောင်းလာတတ်တဲ့အချိန်ကျတော့အမရဲ့အတော်တယောက်ကအဲ့ရောပညာရေးမှာပညာရေးမှာတော့တာဝန်ကျတယ်ဟိုဘယ်လိုပြောလဲအမတို့ခစ်ကဒီဘက်ခက်လဲဒီလိုပဲလို့တော့ထင်တယ်ပေါ့နော်ဟိုကျောင်းကိုငငယ်လေးတည်းကမဝင်ရင်ကွယ်အသက်ကြီးမှအဲ့လိုကျောင်းကောင်းဝင်ဖို့ခက်တယ်ပေါ့နော်နာမည်ကြီးတဲ့ကျောင်းတွေတို့အဲ့လိုမျိုးဝင်ဖို့ခက်တယ်ပေါ့ကိုကလည်းနာမည်ကြီးတဲ့ကျောင်းဖြစ်ဖြစ်မဖြစ်ဖြစ်အရေးမကြီးဘူးရန်ကုန်မှာကျောင်းလာတက်လိုက်တာတခုပဲပေါ့နော်ဒါမဲ့အတော်ရဲ့ကြီးကျူးကြောင့်အမကဟိုလာတာနှစ်ကိုဝင်ခွင့်ရတယ်ပေါ့ ဲ့တော့အာထာကနဲ့လာတာကနေဇယ်ရန်အောင်တယ်ပေါ့နော်အဲ့ဒီအချိန်မှာလာတာနှစ်ကလုံးဝမိန်းကလေးចောင်းပေါ့မတော်ငယ်ငယ်တည်းကကြတော့ယောက်ျားလေးမိန်းကလေးရောចောင်းမှာပဲတက်ခဲ့ရတာပေါ့အဲ့တော့အဲ့မိန်းကလေးចောင်းဆိုတဲ့အရာသာကိုကိုကဒီရှစ်တန်းအောင်ပြီးသွားတော့မှကိုကအဲ့အဲ့လိုအရာသာကိုရလိုက်တာပေါ့ အဲ့ဒီအကြောင်းမှာဆိုလို့ရှိရင်လည်းသူကဟိုလိုမျိုးလေးတွန်ပွိုင်းလေးတွေများတယ်လေနော်ယောက်ယောက်ယောက်ျားလေးပုံစံမျိုးလေးတွေများတော့ကိုနေကလုံးဝအကိုက်ပေါ့အဲ့ခါကျတော့ဟိုဟိုဘယ်လိုပြောရမလဲကိုကယောက်ျားလေးလို့ဖြစ်တဲ့ခါကျတော့သဘောကျတဲ့ကောင်မလေးတွေလည်းရှိတာပေါ့နော်အဲ့တော့အချက်အချက်တော်တွေပါထားပေါ့အဲ့လိုမျိုးကြီးစားစာပြောရလားကိုနော်ရေးပေးခဲ့ဘူးလေကြီးစားစာတွေလည်းရေးပေးခဲ့ဘူးလေဆောင်းနေ လက်ရည်လေးလည်းလှရပေါ့စာလေးတွေကလည်းနည်းနည်းပေါ့အဲ့လိုမျိုးလေးပေါ့အဲ့ဒါကလည်းဝါသနာပါတာကိုကိုရီးယားငငယ်တော့အချက်ဝတ္ထုတွေကလည်းအရန်ဖတ်တာပေါ့ဟိုဘယ်လိုပြောရမလဲအမေမအိတ်ခင်သာအဲစပွဲပေါ်မှာအဲ့လိုမျိုးစစာအုပ်တွေပေါ့ဟိုအချောင်းစာအုပ်တွေစီထားတာအဲ့အချောင်းစာအုပ်တွေအကုန်လုံးရဲ့အောက်မှာဝတ္ထုစာအုပ်တွေအပြည့်ရှိရဲ့အဲ့ဒါအမေအိတ်တာနဲ့စာအုပ်ကချိန်သွားတာပဲညဘက်တည်းဆိုရင်ဝတ္ထုတွေအမြဲဖတ်တယ်အော်ကျေးဇူးအများကြီးတင်ပါတယ်ဟိုဘာလေးပဲလှုပ်လှုပ်ပေါ့နော် ိုအများရန်အားပေးပြီးတော့ချစ်ခင်ပေးတဲ့သူတွေအကုန်လုံးကိုကျေးဇူးတင်နေဟိုဒီနေရာနေပြီးတော့ပြောချင်တာပေါ့နော်ကိုယ့်ရဲ့လှုပ်ရှားမှုလေးတိုင်းမှာတကယ်ကိုချစ်ချင်းမြတ်တာနဲ့ဟိုကြည်ပေးတဲ့အတွက်အရန်ကျေးဇူးတင်တယ်အခုလိုမျိုးတစ်ခါတလေကြရင်ဒီအပျော်သဘောမျိုးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်သူများကိုဟိုစိတ်ခံစားချက်ကလေးတွေကောင်းစေချင်တာရယ်ဘူးဒုတာလေးရစေချင်တာရယ်စိတ်ခွန်အားလေးတွေပေးချင်တာရယ်အားပေးချင်တာရယ်လေးတွေချောင်းပေါ့နော်တချို့စကလုံးလေးတွေကိုဝဒီဒီ TikTok တို့ဒီ Facebook တို့အားနဲ့ပြီးတော့လဲ sharing လေးလုပ်ဖြစ်တယ်ပေါ့နော်အဲ့လို sharing လေးတွေလုပ်ဖြစ်တဲ့အခါမှာအများရန်အားပေးကြတဲ့သူတွေချစ်ပေးကြတဲ့သူတွေကိုလည်းကျေးဇူးတင်တယ်အခုလိုမျိုးကို ambassador ယူပြီးတော့ product လေးတွေကြော်ညာလိုက်တဲ့အချိန်တိုင်းမှာလဲကိုချစ်တဲ့စိတ်နဲ့ရောယုံကြည်တဲ့စိတ်နဲ့ရော product လေးတွေသုံးပေးကြတဲ့ customer တွေအကုန်လုံးကိုလည်းကျေးဇူးတင်တယ် ဘာလေးပဲဖြစ်ဖြစ်စာအုပ်ရင်းလာတယ်ဆိုလို့ရှိရင်လည်းအခု9အုပ်ထိထိထိပေါ့နော်တအုပ်မပြတ်ဝယ်ကြတယ်ဖတ်ကြတယ်အားပေးကြတယ်ပြီးတော့ပြန်ပြီးတော့ sharing လုပ်ကြတယ်ဘယ်လိုစကားလုံးလေးတွေကဟိုဟိုစိတ်ခွန်အားရစေတယ်ဘယ်လိုလေးတွေကနှစ်သက်စေတယ်နှစ်သက်တယ်ပေါ့နော်သူတို့ရင်ကိုတိုးထိပါတယ်ဆိုပြီးတော့ feedback ကောင်းလေးတွေပြန်ပေးကြတယ်စာဖတ်ပေးတဲ့ပြည်သက်တွေကိုလည်းကျေးဇူးအများကြီးတင်တယ်အားလုံးအဆက်ဆက်ရအရင်ပြပါစေလို့လည်းငတရားဆုတောင်းပေးပါတယ်ကျေးဇူးပါရှင်